ျွန်တော်ကပန်ဒိုဂျာစီယာခဘတ်ကိုယူဖို့လာခဲ့တာရှုံးနိုင်မှုလာခဲ့တာမဟုတ်ဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြောလာတဲ့ချင်းဖိုင်နယ်လေးချော့ရှော့ဗန် အားလုံးမင်္ဂလာပါ Marsha Academy Channel ကနေပြည်သက်အားလုံးကိုကျေးဇူးပါတယ်ခင်ဗျာကျွန်တော်တို့ Marsha Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ပြည်သက်တွေနေတော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရတဲ့အကြောင်း Video မစခင်မှာပြောကြားချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တာကတော့ ဂျောရှွာဗန်ကပန်ဒိုဂျာနဲ့ပွဲမှာသူကရှုံးနေမှုလာခဲ့တာမဟုတ်ဘူးချန်ပီယံခပတ်ရှူဖို့လာခဲ့တာလို့ကြုံးမလိုက်တဲ့အကြောင်းလေးပါဒီနေ့မှာဆိုမှတော့ဂျောရှွာဗန်ကပန်ဒိုဂျာတို့ကမီဒီယာဒေးအဖြစ်မီဒီယာဂျူတီတွေကိုလှုပ်ဆောင်နေမီဒီယာတွေအကုန်လုံးကဂျောရှွာဗန်နဲ့ပန်ဒိုဂျာတို့ကိုအင်တာဗျူးတွေလုပ်တယ် press conference ကတော့မနေ့ပြန်မှာကြီးရမယ်ဝိတ်ချိန်တဲ့အစီအစဉ်တွေကိုတော့မနေ့ပြန်နေ့လယ်7:00နာရီလောက်မှာလှုပ်သွားဖို့ရှိတယ် ceremony ဝိတ်ညင်တဲ့ face off အစီအစဉ်ကိုတော့ ဒီဇင်ဘာလ6ရက်နေ့မှာလုပ်မယ်ဒီဇင်ဘာလ9ရက်နေ့မှာတော့ UFC 323ပြိုင်ပွဲကြီးကို T-Mobile Arena ကွင်းကြီးထဲမှာကြည့်ရမှာဖြစ်တယ်ကျွန်တော်တို့ပရိသတ်တွေလည်းအားလုံးဒီအချိန်မှာဆိုရင်ဖိုင်နယ်ပန်တိုကြတို့ပွဲအကြောင်းကိုအကုန်လုံးလည်းသိပြီးပြီးဒီဒီကြကြလေးလည်းအကုံလုံးကပြောထားပြီးပြီဒါကြောင့်သိပြီးနေလောက်ပြီလို့ထင်ပါတယ်လက်ရှိချိန်မှာဆိုတော့ fighter တွေကဗျာ media တော်တော်များများနေ interview တွေလုပ်နေတယ်မီဒီယာတွေကလည်းတော်တော်ကိုများတာပါ ဖန်အနေနဲ့ဒီဘွဲကတော်တော်မီဒီယာဂျူဒီတီလောက်ကတော်တော်လေးကိုပင်မန်းနေတော်တော်လေးများတယ်လောက်ကတော့နိုင်ငံတကာကကမ္ဘာ့မီဒီယာကြီးတွေနဲ့တောက်လျှောက်အင်တာဗျူးလုပ်နေရတာပါကျွန်တော်ချင်းဖိုင်နယ်လေးကဒီနေ့မှဆိုလေ UFC ကလုတ်ပေးတဲ့မီဒီယာချူတီတွေကိုလုတ်သွားတယ်လုတ်သွားတဲ့အချိန်မှာမီဒီယာတွေအကုန်လုံးကဂျော်ရှွာဘန်ကိုပန်တိုဂျာကိုမိကွန်းတွေထုတ်ခဲ့ကြတယ်ဂျော်ရှွာဘန်ကတော့အဲ့ဒီတည်းမှာသူ့အနေနဲ့ပန်တိုဂျာကိုအကောင်းဆုံးပုံစံနဲ့ထိုးသက်သွားမယ်ဆိုတဲ့အကြောင်းပန်တိုဂျာက ဘလို့ပဲလေးစားစရာအရင်ကောင်းမိမဲ့သူကပန်တိုကြာကိုရှုံးမှုလာခဲ့တာမဟုတ်ဘူးသူစီကနေခပတ်ယူဒီပွဲကိုထိုးတက်မှာဆိုတဲ့အကြောင်းကိုလည်းဂျော်ရှွာဗန်ကယုံကြည်ချက်ပြည့်နေအခုလိုမျိုးပြောသွားတာမျိုးကိုတွေ့ရပါတယ်ကျွန်တော်ရှုံးမှုတသက်ဒီပွဲကိုပြင်ဆင်လာတာမဟုတ်ပါဘူး Brandon Raven နဲ့ပွဲတုန်းကလည်းကျွန်တော်ရှုံးရင်ဘာမှမဖြစ်ပါဘူး top level fighter နဲ့တွေ့တဲ့ပွဲမလို့အတွေ့အကြုံရမှာပဲအသက်ကလည်းငယ်ပါသေးတယ်ဆိုပြီးတော့အားလုံးကပြောခဲ့ကြတယ်ဒါမဲ့ကျွန်တော်ကဒီကိုလာခဲ့တာကမ္ဘာအကောင်းဆုံး champion တယောက်ဖြစ်လာဖို့ပါ ပန်ဒိုဂျာစီကနေချန်ပီယံခပ်ကိုတိမ့်ပိုက်ပြဖို့ပါကျွန်တော်ဒီပွဲကိုရှုံးမသက်သက်လာခဲ့တာမဟုတ်ပါဘူးဆိုပြီးတော့ကျွန်တော်တို့ချန်ဖိုင်တာလေးကပြောသွားတယ်ဂျိုရှွာမန်ပြောသွားတဲ့နေရာမှာဗျာအနက်အဓိပ္ပာယ်ကြီးအများကြီးပါပါတယ်ဂျိုရှွာမန်ရဲ့ယုံကြည်ချက်တွေကိုလည်းကျွန်တော်တို့ကအများကြီးတွေ့လိုက်ရတယ်ဂျိုရှွာမန်ကသူ့အနေနဲ့ဒီပွဲမှာဗျာပေါပပပနဲ့ပဲ training camp တွေလည်းပြီးထားတယ်လက်ရှိချိန်ကြီးလည်းသူ့ရဲ့မျက်နှာကိုကြည့်ရတာယုံကြည်ချက်အပြည့်ရှိနေတယ် ပုံစံဖြစ်နေပါတယ်။ပန်ဒိုဂျာထက်တောင်မှဗျာယုံကြည်ချက်ကပြည့်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ချင်းဖိုင်တာလေးကတော့သူ့အနေနဲ့ရှုံးမလာတာမဟုတ်ဘူးချန်ပီယံခပိုက်ယူဖို့လာတယ်ဆိုတဲ့ mindset ကတကယ်ကိုဗန်တွက်ပွဲထဲမှာလည်းအထောက်အကူဖြစ်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ပြီးတော့ဗျာဒီပွဲကိုကျွန်တော်တို့အနေနဲ့ပေးချထပ်ပြီးပြောရမယ်ဆိုရင်ဒီပွဲကဗျာစတန်ဖိုင်နဲ့အောင်ဖိုင်နဲ့အပြိုင်ပွဲပန်ဒိုဂျာကအရင်အရင်ပွဲတွေကလိုပဲဂျော့ရှွာဗန်ကိုဝင်လုံးပါပဲ။ ်ဝင်လုံးပါဗျာပထမအချိန်မှာခဏလေးပဲအယောင်ပြရှင်ထိုးမယ်ပြီးရင် ground game ကိုဝင်ဆွဲဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်ဒီအချိန်မှာကျွန်တော်တို့ချင်းဖိုင်တာလေးကတိတ်တောင်း defense ကအရင်အရေးကြီးမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီပွဲတစ်ပွဲလုံးရဲ့အဖြေကတိတ်တောင်း defense လို့ပြောရင်တော့မှားနေမယ်မထင်ဘူးအကယ်၍ဗျာ van ကသာ queen လေမှာတိတ်တောင်း defense ကောင်းကောင်းနဲ့ဆွဲထားမယ် stand fight မှာပဲခေါ်ပြီးကစားမယ်ဆိုရင်ပေးတာကပန်တိုဂျာဂျိုရှွာဘင်းဘောက်ဆင်စကီး ။နောက်ဆုံးလက်သီးတွေကိုခံနိုင်မရှိဘူးဗျ။ပန်တိုဂျာကစတန်ဖိုက်ပဲမှာအလောက်ကြီးကောင်းတဲ့ဖိုင်တာမဟုတ်ဘူး။သူက ground game မှာပဲတအားကောင်းတာဗျ။ ground game မှာတော့ပန်တိုဂျာကိုသွားရှုပ်လို့မရဘူးဗျ။အကဲအကဲကြီးများတိတ်တောင်းရသွားလို့ဘက်ပိုဇီရှင်ရသွားပြီဆိုရင်တော့ချင်းသေးတယ်ပန်တိုဂျာပွဲဖြတ်လိုက်အရှိအရင်ရင်ပွဲတွေကလည်းဒီလိုပုံစံနေပဲဗျာကိုင်းအစာကူရန်နဲ့ကိုင်းကာရာဖရန့်စတိုနဲ့တွေ့ခဲ့တဲ့ပွဲတွေမှာပန်တိုဂျာကဘက်ပိုဇီရှင်ရပြီးတာနေဗျာချုပ်ွက်တန်းရယူတဲ့ဖိုင်တာ သူ့အနေနဲ့တိတ်တောင်းရပြီးသားနဲ့ဗျာတမ်းမီချုံနိုင်တဲ့ fighter ဒါကြောင့်မလို့သူ့ရဲ့ submission ကတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ဒီ fighter ကိုကျွန်တော်တို့ကသွားရှုပ်လို့တော့မရဘူး ဘလူနီယာမှာအားနေလဲဆိုတော့ standby ဘိုင်းမှာတော့အနေငယ်အားနေရင်အားနေနေလိမ့်မယ်ဒါကလေကျွန်တော်တို့က standby ဘိုင်းမှာလေလုံးလုံးအားနေနေတယ်လို့လည်းပြောလို့မရပြောင်းဘာကြောင့်လဲဆိုတော့ဗျာသူအရင်တွေးခဲ့တဲ့ပွဲတွေမှာ Brandon Morino နဲ့တွေ့တယ် Brandon Rival နဲ့တွေ့တယ်ပြီးတော့ Steve Arsenal နဲ့တွေ့တယ်အဲ့ဒီပွဲတွေမှာတော့သူ့အနေနဲ့တိုင်ဆုံးပြက်တွေနဲ့ပဲနိုင်ခဲ့တယ်ခက်ခက်ခဲခဲတွေနဲ့ပဲထိုးသက်ခဲ့ရတာရှိတယ် ဒီနေရာမှာ Brandon Morino တို့ Brandon Rivera တို့ဆိုတာဗျာ striking ကောင်းကောင်းထိုးတတ်တဲ့ fighter ဒီ fighter တွေတော့မှပဲ Pantoja ကိုဖျောက်ဖို့ဆိုတာမလွယ်ခဲ့ဘူးတော်တော်လေးကိုရုံးခံခဲ့ရတာဒါကြောင့်မလို့ဒီ fighter ရဲ့ striking မိုင်းကလည်းနှိမ့်ချနေတဲ့နေရာမှာမပါဘူး stand fight ဘိုင်းမှာလုံးဝမကောင်းတဲ့ fighter လည်းမဟုတ်ဘူးဗျာဒါကြောင့်မလို့လုံးဝ short တွက်လို့မရဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်သူအနေနဲ့ပွဲပေါင်းဗျာ35ပွဲထိုးထားတယ်ပွဲ30နိုင်နေ5ပွဲရှုံးတယ် အနိုင်ရခဲ့တဲ့ပွဲ30မှာဆိုရင်ဒီဖိုက်တာက10ပွဲကိုအလဲထိုးတာတယ်12ပွဲကိုချုပ်ထားတယ်10ပွဲကိုထိုင်ဆုံးပြတ်နေနိုင်တာဒါကြောင့်သူ့ရဲ့ record ဘန်ကိုချိန်ပြဝဲရောင်းနဲ့ဖြစ်တယ်လို့ပြောလို့ရတယ် submission ဘိုင်းမှာတော့အများဆုံးပေါ့ချုပ်ပတ်ဘိုင်းကိုတော့12ပွဲတိနိုင်ပွဲရထားတယ်ပြီးတော့အလဲထိုးတာလည်း10ပွဲတောင်ရှိတယ်ပြီးတော့ထိုင်ဆုံးပြတ်ကတော့10ပွဲဒါကြောင့်သူကထိုင်ဆုံးပြတ်တိလည်းဆွဲခေါ်ကစားနိုင်တဲ့ fighter လို့ကျွန်တော်တို့ကပြောလို့ရတယ် UFC မှာထိုးခဲ့တဲ့ပွဲတွေမှာဆိုရင်အလဲထိုးနဲ့နိုင်လာတာတော့နှစ်ပွဲပဲရှိတယ်။ဒါကြောင့်မလို့အလဲထိုးပါဝါကတော့အရင်ကြီးမမြင်ဘူးလို့ကျွန်တော်ကတော့မြင်တယ်။ fan ကတော့ striking ဘိုင်းကအများကြီးပိုကောင်းတာအလုံးလက်ခံတယ်။ ground fight ဘိုင်းမှာတော့ပန်ဒိုဂျာကနည်းနည်းလေးပိုတာနေနိုင်မယ်။ကျွန်တော်တို့ team fighter လေးက media ကြီးနဲ့ interview လုပ်တဲ့အချိန်မှာဘာတွေပြောသွားလဲဆိုတော့ပန်ဒိုဂျာက BJJ ဘိုင်းမှာအရင်ကောင်းတယ်။ဒါပေမဲ့ခင်ဗျားတို့လည်းကျွန်တော်ရဲ့ ground game ဘိုင်းကိုမမြင်မှုသေးဘူးတဲ့။ ကျွန်တော်ရဲ့ ground game ကဘယ်လောက်ရှိလဲဆိုတာခင်ဗျားတို့တနင်္ဂနွေနေ့မှာချပြမယ်ကျွန်တော်အနေနဲ့အကောင်းဆုံးထိုးသက်သွားမယ်ဆိုပြီးတော့ Joshua Van ကတော့အခုလိုမျိုးပြောပါတယ်ပန်တူဂျာက BJJ ဘိုင်းမှာအရန်ကောင်းပါတယ်ဘက် position ရပြီဆိုတာနဲ့သူကပွဲသိမ်းလိုက်တာပါသူရဲ့ ground game ကတကယ်ကိုကြောက်စရာကောင်းတာကျွန်တော်လက်ခံပါတယ်။ဒါမဲ့ကျွန်တော်ရဲ့ ground game ကိုလည်းခင်ဗျားတို့အားလုံးမမြင်မှုကြသေးပါဘူး။ကျွန်တော်ဒီပွဲအတွက်သေချာကိုစူးစမ်းထားတာပါ။ပိုကောင်းတဲ့သူကဒီပွဲမှာနိုင်သွားမယ်ဆိုတော့ကျွန်တော်လက်ခံပါတယ်။ ဘလူရီဖြစ်လာမလဲဆိုတော့တနင်္ဂနွေနေ့မှာစောင့်ကြည့်လိုက်ကြပါဒီလိုမျိုးဂျော်ရှွာဗန်ကပြောသွားတယ်ဂျော်ရှွာဗန်ကလေဗျာအချင်းဖိုက်တာတော့မဟုတ်ဘူးဒါကြောင့်မလို့သူကလေ ground game မိုင်းနေနဲ့ပတ်သက်ပြီးသိချပြင်ဆင်ထားမှာပဲပန်တိုဂျာရဲ့အားသာချက်ကဘလို့ရှိတယ်ဘလို့မျိုးဆိုရင်သူနိုင်နိုင်နေဆိုတဲ့အာကိုသူကဂျော်ရှွာဗန်ရဲ့နီးပြတွေကိုအကုန်လုံးကဒီအကြောင်းတွေကိုတွက်ချက်ထားပြီးသားဒါကြောင့်မလို့အမားကင်းကင်းနဲ့ fight အင်ဂျူမြင့်မြင့်နဲ့ sorted တဲ့ fighter ကစားသွားမဲ့ပွဲလို့ကျွန်တော်ကတော့မြင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲဂျိုးရှွာပဲအနေနဲ့ဖိုင်တိုဂျာကိုရှုံးမတတ်တာလာခဲ့တာမဟုတ်ဘူးအနိုင်ယူပြမယ် ချန်ပီယံခမကျူးကိုရအောင်ယူပြမယ်လို့ကြုံဝါလိုက်တဲ့အကြောင်းလေးကိုပြည်သက်တည်တည်အောင်လာအောင်မျှဝေပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်မှာ Share Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ1 Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗီဖိုင်တာတွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တက်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Subscribe လုပ်ရသေးတဲ့ပြည်သက်တည်ရှင်လေကျွန်တော်ရဲ့ Channel လေးကို Subscribe လေးနှိပ်ထားပြီး Notification လေးကိုလည်းယူထားဖို့တောင်းဆိုပါရခင်ဗျာ။ဟုတ်ကဲ့ပါပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။